ထူးထူးခြားပြင်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့မန္တလေးမြို့တွင်ဧပြီလ15ရက်တကြံအကြက်နေ့ညနေ9:00နာရီခန့်မှစပြီးမိုးတက်လေပြင်းများကြာရောက်ကမိုးသည်ထန်စွာရသွန်းတဲ့သတင်းဖြစ်ပါတယ်မိုးကြိုကာလအဖြစ်မန္တလေးတွင်ဧပြီလ15ရက်တကြံအကြံနေ့ညနေ9:00နာရီခန့်မှစတင်ပြီးမိုးသက်လေပြင်းများကြာရောက်ကမိုးသည်ထန်စွာရသွန်းကြောင်းသိရပါသည် မန္တလေးမြို့တွင်သတိပေးနှိုးဆော်ချက်ပြုလုပ်နေပြီးမန္တလေးမြို့နယ်များအတွင်းလေမိုးများတိုက်ခိုက်နေတဲ့အတွက်ခရူးဆိုင်ကြရန်နှင့်မိမိပတ်ဝန်းကျင်တွင်မိဘေးတဘာဝဘေးများဆက်ရောက်လာပါကအရေးပေါ်တယ်လီဖုန်း191ဘဟူမီတာ3243963939ခရိုင်မီတာ3243သုံးသုံးညာသုံးခုတည်းအောင်မြေသာဆန်ညနေမိသက်သုံးညာနှစ်လေးသုံးညာ၆သုံးညာနှစ်သုံးညာသုံးညာ မဟာအောင်မြင်မြို့နယ်မိသား3924 3936နှင့်ချမ်းမြသာစီမြို့နယ်မိသား3924 2138 3989ပြည်ကြီးတကုံမြို့နယ်မိသား3295 5490ပဒင်ကြီးမြို့နယ်မိသား3925836အမရပူရာမြို့နယ်မိသား3243839033နံပါတ်များအားဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရပါရရှင်။ နောက်ဆုံးနေဆက်မဲ့တင်ကတော့သဇံကာလာချောင်းသာကန်ချေတို့လာရောက်အပန်းဖြစ်သူများပြရတဲ့တင်ဖြစ်ပါတယ်။အေယဝတီတိုင်းဒေသကြီးပသိမ်ခရိုင်ရှိချောင်းသာကန်ချေတို့မဟာသဇံကာလာအတွင်အနေနဲ့အရရမှခရီးသွားဧည့်သည်ဝင်ရောက်မှုအထူးများပြကြောင်းသိရပါတယ်။ ။တကြံကာလမရောက်မီအကျိုးရများခရဲကဟိုတယ်၊မိုတယ်၊တဲခိုခန်းများတွင်ကျွတင်ရချင်းပြည်တဲ့အပြင်ရက်ွက်အတွင်ရှိလုံချင်းအိမ်ကားတဲခိုလိုရှာတဲ့နေရာများဟာလည်းပြည်နေကြောင်းသိရပါရယ်။ချောင်းသာကန်စီတို့လာရောက်လဲပတ်သူများဆက်ရေးချမ်းပျော်ရွှင်စွာအနာယူနိုင်ရန်လိုချင်မှုရှိစေရန်ကန်စီတန်ရှင်ပြီးလာရောက်အပန်းဖြေသူများပြားလှပရန် ကန်းကျေရင်ဈေးရောင်းချရေးဈေးသည်များသတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချစေရန်ရင်ကျော်ပေးဆောင်မှုဝယ်ဖြစ်စေရန်တို့အတွက်မြို့နယ်အုပ်ချုပ်ရေးမှုဦးတီဟာအောင်ဦးဆောင်မီတာဝန်ရှိသူများအဖွဲ့ကစက်မှတ်ဆက်မှတ်ပြကြကြောင်းသိရပါရရှင်။